မလ30ရက်ကနေဧပြီလ9ရက်နေ့ထိတပတ်အတွင်းတင်းသားရီတင်းအစီအစဉ်ကိုတင်ဆက်ပါတော့မယ်ခင်ဗျာဒီအစီအစဉ်ကို The Way Watch အဖွဲ့သားတွေကစူးစီးတင်ဆက်ထားတာပါ ရိမ့်မြို့မြိတ်တောင်နယ်မြေရှိရက်ွက်အချို့မှာစစ်မှုထမ်းလစဉ်ကြီးဆိုပြီးစစ်ကောင်စီခတ်ရက်ွက်အုပ်ချုပ်ရေးမှုတွေကငွေကြတ်တောင်းချီလစဉ်ကောက်ခံနေတဲ့အတွက်မြို့ခံတွေအခက်အခဲကြုံနေကြရပါတယ်။ စစ်ကောင်စီကအာရမစစ်မှုထမ်းခေါ်ယူတဲ့2024ခုနှစ်နှစ်ဆန်းပိုင်းကစပြီးစစ်မှုထမ်းလာစဉ်ကြီးပုံမှန်ကောက်ခံနေတာလို့ဆိုပါတယ်စစ်မှုထမ်းလာစဉ်ကြီးလို့ဆိုပြီးအိမ်ထောင်စုတစုကိုငွေကျပ်4000ကနေကျပ်6000အထိလာစဉ်ပေးနေရတယ်လို့မြို့ခန့်အချို့ကပြောပါတယ်မြိတ်တောင်နယ်မြေမှာစစ်မှုထမ်းလာစဉ်ကြီးအပြင်စီပင်ကြီးနဲ့မိတက်ကြီးအပါအဝင် အခြားကောင်းစဉ်အမျိုးမျိုးနဲ့ငွေကြေးကောက်ခံတာတွေလည်းရှိသေးတယ်လို့ဆိုပါတယ် နေရအနှက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်အထွေထွေကုံစည်းနှုံတက်နေတဲ့အတွေ့ပြည်သူတွေခက်ခဲကြက်တဲနေချိန်ကိုချင်းစာမှုမရှိဘဲကောက်ခံနေကြတာလို့မြို့ခံအချို့ကညီးတွားနေပါတယ်2014လူဦးရေနဲ့အိမ်အကြောင်းအရာတကောင်စင်းအရာ မြိတ်တောင်နယ်မြေအတွင်းအိမ်ထောင်စုပေါင်း9000ကျော်ရှိပါတယ်။ ထိုင်းမြန်မာနယ်စပ်ကုံတွယ်ရီလမ်းကတိန်ခွန်းရွာအနီးဝန်းကျင်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်မှုထမ်းတပ်သားတစ်တွေပုံမှုအုံပြူလာပါတယ်။မလ28ရက်နေ့ကရေးဖြူရွာစစ်ကောင်စီဗျူဟာကုန်းကနေတိန်ခွန်းရွာကိုစစ်ကူသွားတဲ့စစ်ကြောင်းမှာစစ်ကောင်စီတပ်သားတစ်တရာကျော်ပါလာတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်ဗက်ပြောင်းခူလုံလာတဲ့စစ်ကောင်စီတပ်သားတွေကလည်းတိန်ခွန်းရွာတိုက်ပွဲမှာတင်နန်းစင်းတပ်သားတစ်တွေပုံအုံပြူလာတယ်လို့ပြောပါတယ်။ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့တနင်္သာရီမောတောင်လမ်းကိုပြန်ထိန်းချုပ်ဖို့အတွက်စစ်ကောင်စီတပ်ကတိန်ခွန်းရွာနဲ့အနီးဝန်းကျင်ကိုစစ်ကြောင်းထိုးနေတာ အခုဆိုရင်၃လကျော်နေပြီဖြစ်ပါတယ်။ဒါကြောင့်မို့တိန်ခွန်းရွာအနီးအနားရှိကျေးရွာတွေမှာလည်းတိုက်ပွဲတွေတောက်လျှောက်ပြင်းထန်နေပါတယ်။မတ်လနောက်ဆုံးပတ်မှာဖြစ်တဲ့တိန်ခွန်းရွာတိုက်ပွဲမှာဒဏ်ရာရတဲ့စစ်ကောင်စီတပ်သားတွေများပြားခဲ့တယ်လို့ဆိုပါတယ်။ တနင်္သာရီမြို့နယ်ဗန်းလမော့ကြီးရွာအုပ်စုမှာလမ်းကင်းယူနေတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်တွေကဒရုန်းဘုံးချတိုက်ခိုက်ခဲ့ပါတယ်။ ဧပြီလ3ရက်နေ့ကဗန်းလမော့ကျေးရွာအုပ်စုမြောင်မင်ကုန်းရွာမှာအင်အား90ဝန်းကျင်နဲ့လမ်းကင်းယူထားတဲ့စစ်ကောင်စီတပ်သားတွေကိုဒေသတွင်းတော်လှန်ရေးတပ်တွေကမွန်လွဲပိုင်းနဲ့ညနေပိုင်းတွေမှာဘုံချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာမြိတ်ဘက်ကလာတဲ့စစ်ကောင်စီတပ်ရင်နှန်းနဲ့တနင်းတာကြီးဘက်ကလာမဲ့ရင်နှန်းအတွေ့လမ်းကင်းလာယူထားတာလို့ပြောပါတယ်။ ရုံးနဲ့ဘုံချတိုက်ခိုက်တာတွေကြောင့်စစ်ကောင်စီတပ်သားတွေထိခိုက်မှုအခြေအနေကိုတော့မသိရသေးဘူးလို့ဆိုပါရယ်။တော်လိုင်းရဲတပ်တွေဒရုန်းနဲ့ဘုံမချပြီးစစ်ကောင်စီဘက်ကလည်းမနေ့ဆယ်နာရီဝန်းကျင်မှာဒရုန်းနဲ့ဘုံချတိုက်ခိုက်ခဲ့တာကြောင့်ဗန်လမော့ရွာဒေသခံတအူးဖြစ်တဲ့အသက်90ဝန်းကျင်အရွယ်ဦးမင်းစောဒဏ်ရာရသွားပါရယ်။ မလကုံပိုင်းကစပီးမိုးအဆက်မပြတ်ရွာသွန်းနေတဲ့အတွက်တနင်္သာရီမြို့နယ်ရှိစစ်ဘေးရှောင်တွေအမိုးအကာနဲ့စားနပ်ရိက္ခာလိုအပ်နေပါတယ်။မလ29ရက်ကစပီးမိုးအဆက်မပြတ်ရွာသွန်းနေလို့ရက်ရှိစစ်ဘေးရှောင်နေရတဲ့တိန်ခွန်းရွာနဲ့အနီးဝန်းကျင်ရှိကြေးရွာတွေကစစ်ဘေးရှောင်နေရသူတွေအမိုးအကာနဲ့စားနပ်ရိက္ခာပို့ပြီးလိုအပ်လာတာလို့စစ်ဘေးရှောင်ကူညီပေးနေသူအချို့ကပြောပါတယ်။ အဲ့ဒီစစ်ဆောင်တွေဟာတောတောင်တွေထဲနေထိုင်ကြရပြီးအမိုးအကာအလုံးအလောက်မရလို့အဝတ်ထည်နဲ့ရိတ်ခါလိုပစ္စည်းတွေကို အမိုးကာအောက်ထားပြီးလူကအမိုးကာအပြင်ဘက်မှာနေရသူတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ဒါအပြင်ချက်ပြုတ်စားသောက်မှုအတွေ့ထင်းအခက်ခဲလည်းရှိလာတယ်လို့စစ်ဆောင်အချို့ကပြောပါတယ်။ တနင်္သာရီတိုင်းမှာအီပီလာပထမ10ရက်ပတ်အတွင်းမိုးရက်ရှိရွာနိုင်ချီရှိပြီးအီပီလာအတွင်းနှစ်စဉ်ပုံမှန်ရွာသွန်းနေကြတဲ့မိုးပူရွာနိုင်တယ်လို့စစ်ကောင်စီရဲ့မူးစလဌာနကထုတ်ပြန်ထားပါတယ်။ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့တနင်္သာရီမောတောင်လမ်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီတပ်ကတိန်ခွန်းရွာဝင်းကျင်ကိုစစ်ကြောင်းထိုးနေတာအခုဆိုရင်3လကျော်ရှိလာပြီဖြစ်ပါတယ်။တနင်္သာရီတိုင်းအတွင်းနိုင်ငံရေး စစ်ရေးစီးပွားရေးလူမှုရေးအခြေအနေတွေကိုစောင့်ကြည့်မှတ်တမ်းတင်နေတဲ့ FE5 တနင်္သာရီဥတည်သနအဖွဲ့ရဲ့ဖေဖော်ဝါရီလအစီရင်ခံစာအရတိုင်းအတွင်းစစ်ဘေးရှောင်9000နီးပါးရှိနေပါတယ်။ရေဖြူမြို့နယ်တဝဲအထူးစီးပွားရေးဇုံဒေသရှိမူဒူးရွာကိုစစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းအပီလ3ရက်နေ့ကထတ်ရောက်လာတဲ့အတွက်ဒေသခံတွေထွက်ပြေးနေကြရပါတယ်။ မောင်းမကန်ပန်းတင်အင်းရွာဘက်ကလာတဲ့စစ်ကြောင်းနဲ့ပိန်းရှောင်ဘက်ကလာတဲ့စစ်ကြောင်းတို့မူးတူးရွာမှာလာဆောင်ကြတာလို့ဒေသခံတွေက ပြောပါတယ်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေမူးတူးရွာရှိလူမရှိတဲ့အိမ်တွေကိုလည်းဝင်ရောက်ရှာဖွေစစ်ဆီးနေတယ်လို့ဆိုပါတယ်တဝဲအထူးစီးပွားရေးဆောင်ဧရိယာအတွင်းစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေအကြားမလစဒုဋ္ဌပတ်အတွင်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာတော့ထိတွေ့မှုမရှိဘူးလို့ဆိုပါတယ် တဝဲအထူးစီးပွားရေးဆောင်ကိုအကောင့်တွေဖော်ဖို့ရုရှားနိုင်ငံနဲ့နားလည်မှုစာချုပ်လွှာလက်မှတ်ထိုးပြီးတဲ့နောက်စစ်ကောင်စီကနယ်မြေထိန်းချုပ်နိုင်ရေးအတွက်စစ်ကြောင်းထိုးနေတယ်လို့စစ်အင်အားကလည်းတူးချထားပါတယ်။တဝဲအချင်းထောင်မှာမိသားစုတွေကနေအချင်းသားတွေစီပို့တဲ့ထောင်ဝင်စာပစ္စည်းတွေကိုအစ္စရေးလို့ခေါ်တဲ့ပုံရိပ်ဖမ်းဆက်နဲ့ဖြတ်တန်းစစ်ဆေးပြီးမှပဲခွစ်ပြူတော့တယ်လို့ထောင်ဝင်စာသွားပို့တဲ့အချင်းသားမိသားစုတွေစီကပြရပါတယ်။ ပြီးခဲ့တဲ့အပတ်ကထောင်ဝန်ထမ်းတွေကိုအစ္စရေးစစ်အသုံးပြုနည်းတင်နန်းပေးခဲ့ပြီးမလ28ရက်နေ့ကစပြီးအသုံးပြုဖို့စီစဉ်ထားတယ်လို့ဒဝဲအချင်းထောင်တဲ့နီးစပ်သူတဦးကဆိုပါတယ်အစ္စရေးစစ်နဲ့စစ်ဆေးတဲ့ဆိုပေမဲ့စစ်အသုံးပြုတဲ့ဝန်ထမ်းတွေကြွမ်းကျင်မှုအားနေကြလို့ကြက်ကြမှုရှိတယ်လို့ပြောပါတယ်။ဒါကြောင့်အစ္စရေးစစ်မှာအစ်စ်ဆေးခံဖို့အတွက်လူတန်းရှိကြီးတန်းစီစောင့်နေရတယ်လို့ဆိုပါတယ်။အဲ့ဒီအစ္စရေးစစ်ကို ထောင်အဝင်ပေါက်ဘယ်ဘယ်ချမ်းမှာကွန်ကရစ်အဆောက်အအုံငယ်တစ်ခုဆောက်ပြီးထားထားတယ်လို့မျက်မြင်တွေ့ရသူတွေကပြောပါတယ်။အဆောက်အအုံဆောက်လုပ်ချိန်မှာလည်းအကျဉ်းသားမိသားစုတွေစီကငွေကြေးအလှူခံတာရှိခဲ့တယ်လို့ဆိုပါတယ်။ ရေဖြူမြို့နယ်ဇာတိကျေးရွာအုပ်စုခေါင်ပြန်ရွာနဲ့ဒိုက်တကောရွာတွေမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကဖမ်းဆီးထားတဲ့ရွာသားအချို့ဧပြီလ3ရက်နေ့မှာပြန်လည်လွတ်မြောက်လာပါတယ်။ဇာတိရွာမှာအဖမ်းခံထားရသူတွေထဲကအသက်ကြီးပိုင်းနဲ့အမျိုးသမီးတွေကိုပြန်လွှတ်ပေးလိုက်ပြီးအချို့ကတော့ဆက်ပြီးဖမ်းဆီးထားတယ်လို့ဆိုပါတယ်။ ။ခေါင်ပြန်ရွာကအမျိုးသား၃ယောက်နဲ့ဒိုက်တကောရွာကအဖမ်းခံရသူအားလုံးပြန်လွတ်လာပြီးဇာဒီရွာကအဖမ်းခံရသူတွေလည်းအတုတ်လိုက်လွတ်ပြေးနေပေမဲ့ဆက်ပြီးအဖမ်းခံထားရသူတွေရှိနေသေးဖြစ်တယ်လို့ပြောပါရယ်။ဇာဒီရွာကိုမတ်လ30တရက်နေ့မှာစစ်ကြောင်းထိုးလာခြင်းစစ်ကောင်စီခြေလျင်တပ်အဖြစ်မောရဝတီရေတပ်ကစစ်ကောင်စီတပ်သားတွေလည်းပါဝင်ပြီးရေတပ်ကဇာဒီရွာထဲတပ်ဆွဲထားပြီးခြေလျင်တပ်ကပတ်ဝန်းကျင်ရွာတွေကိုစစ်ကြောင်းထိုးနေတာလို့ဆိုပါတယ် အဲ့ဒီစစ်ကြောင်းကဇာတိကျေးရွာအုပ်စုထဲမှာပဲဆက်ရှိနေပြီးဧပြီလ3ရက်နေ့မှာတော့နောက်ထပ်စစ်ကောင်စီတပ်ကားနှစီးနဲ့အင်အားထပ်ဖြည့်နေတယ်လို့ဒေသခံတွေကပြောပါတယ်ကျွန်းစုမြို့နယ်ဝန်တောင်ကျေးရွာမှာမလ26ရက်နေ့ကစစ်ကောင်စီတပ်စစ်သင်းဘောတွေနဲ့တော်လှန်ရေးတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကဝန်တောင်ရွာထဲလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် Mitel Phone Tower တိုင်းထိမှန်ပျက်စီးသွားပြီး ရွာသားတွေကတော့ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။ပင်လယ်ပြင်ရှိစစ်သင်းဘောတွေကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်ပြည်သူတွေကလှေနဲ့ထွက်ပြေးကြသလိုဥယျာဉ်ခြံတွေထဲထွက်ပြေးသူတွေလည်းရှိပါတယ်။မတ်လ23ရက်နေ့ကလည်းဝန်တောင်ရွာအနီးပင်လယ်ပြင်မှာနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့လို့စစ်ကောင်စီဘက်ကနှစ်ဦးသေဆုံးသွားတယ်လို့ကျွန်းစုပါကဖားကထုတ်ပြန်ထားပါတယ်။လက်ရှိဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတွေရဲ့ထိခိုက်မှုအခြေအနေကိုမသိရသေးဘူးလို့ဆိုပါရယ် ဒေါ်လာရေးတက်တွေဘက်ကတော့ထိခိုက်မှုမရှိဘူးလို့ကျွန်းစုပါကဖာကထုတ်ပြန်ထားပါတယ်။နေရက်စွတ်ခွာစစ်ပီးရှောင်ရတဲ့ရွာတွေများလာတာကြောင့်တကြမ်းအတာအိုးရောင်းအားဇက်တိုက်ကြလာတယ်လို့ဒဝဲမြို့အိုးလုရက်ွက်ကအိုးလုတဲ့သူတွေကပြောပါတယ်။ ်စစ်ကောင်စီစစ်မှုထမ်းအတွေ့အာရမဖမ်းဆီးနေတာကြောင့်လူငယ်လူရွယ်တွေပြည်ပထွက်ခွာမှုပိုများလာသလိုစစ်ပွဲနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်းနေရက်စွတ်ခွာတာတွေတစ်နှစ်ထက်တစ်နှစ်ပိုမိုမြင့်တက်လာလို့အတာအိုးရောင်းအားကျလာတာလို့ဆိုပါတယ်ကိုဗစ်မတိုင်ခင်နှစ်ကဆိုရင်တကြမ်းအတာအိုးအလုံးရီ9000လောက်ရောင်းရပြီမဲ့အဲ့ဒီနောက်ပိုင်းမှာတော့တစ်နှစ်ထက်တစ်နှစ်တိတိသားသားရောင်းအားကျလာတယ်လို့အိုးလုပ်သူတွေကပြောပါတယ် အခုနှစ်တကြံရဲ့နီလာချိန်မှာအိုးအလုံးကြီး2000ကျော်ပဲရောင်းရသေးတယ်လို့အိုးလုပ်ငန်းလုပ်တဲ့အမျိုးသမီးတဦးကပြောပါတယ်။အတာတကြံအိုးတစ်လုံးကိုဖောက်သေးစေကြက်900ရှိပြီးဒဝဲလောင်းလုံးတရချောင်းရေဖြူပလောမြိတ်နဲ့ကော့တောင်းမြို့တွေအထိလက်ကားဖြတ်ဖြူရောင်းချကြတာပါ။စစ်ပွဲကြောင့်တနေရနဲ့တနေရကုံစီတဲယူပို့ဆောင်ဖို့လမ်းမဆက်ဆွဲရေးအခက်အခဲရှိလာပြီးတန်စာခဈေးတွေမြင့်တက်နေတာကြောင့်လဲ ပစ္စည်းဝယ်သူနဲလာတယ်လို့အိုးထုတ်လုပ်သူတွေကပြောပါတယ်။တကြံနီးလာပြီးဖြစ်လို့မြိတ်နယ်ဘူပြင်းမြို့နယ်တွေမှာအုံတီစည်းတက်လာတယ်လို့ဒေသခံတွေစီကပြရပါတယ်။အခုနှစ်ဆန်းပိုင်းကအုံတီတလုံးကိုကြက်3000လောက်ရှိတာကနေလက်ရှိအချိန်မှာကြက်9000လောက်အထိပေါက်ဈေးရှိနေတယ်လို့ဆိုပါတယ်။ တကြံကာလမှာအုံတီးနဲ့လုတ်တဲ့မုတ်တွေကိုလှူဒန်းလေရှိတာကြောင့်အုံတီးလူအပ်ချက်များတဲ့ရာသီလေးဖြစ်ပါတယ်။ဒါအပြင်တနင်္သာရီတိုင်းတဲကနေရအများစုမှာနေမြေမအေးချမ်းတာနဲ့ရာသီဥတုအခြေအနေတွေကြောင့်အုံတီးအထွက်နေပြီးရှားပါနေတယ်လို့အုံတီးကုံတဲ့အချို့ကဆိုပါတယ်။တိုင်းထဲကတခြားမြို့နယ်အများစုမှာလည်းတိုက်ပွဲနဲ့စစ်ကြောင်းထိုးတာတွေကြောင့်ကျွန်းစုမြို့နယ်ကထွက်တဲ့အုံတီးကိုပဲအဓိကထားဝယ်ယူရောင်းချနေရတယ်လို့အုံတီးဂုံတဲတွေစီကသိရပါဗျ။ အခုလိုနားဆင်ပေးတဲ့အတွက်ဂျေဇူးအထူးတင်ရှိပါရခင်ဗျာ သောရရှင်များကျမ်းမာချမ်းသာပြီးကပ်ဘေးအပေါင်းမှဝေးနိုင်ကြပါစေလို့ဒဝဲဝက်ဝိုင်းတော်သားများကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ